တရက်ကို48ဘတ်ပေးရပါတယ်။ဒါနဲ့ပဲနေ့လယ်တနင်္လာမှာရထားစပြီးတော့ထွက်ပါတယ်။ညနေ9:45မိနစ်လောက်မှာရောက်ပါတယ်။ဒီဘူတာကနေပြီးတော့ထိုင်းနဲ့ကမ္ဘောဒီးယားဘော်ဒါကိုတွတ်တုံနဲ့သွားပါတယ်။ဗတ်တရားပေးရပါတယ်။ ဒီမှာ immigration ဖြတ်ပြီးရင်တော့ Cambodia နိုင်ငံပုံပတ်မြို့ကိုရောက်ပါတယ်အတန်ထွက်မှာသွားရင်တော့ sorry ပါဗျာဒီကနေကားကြီးမှာပဲကားလက်မှတ်ဝယ်ပြီးတော့ကျွန်တော်ဗနမ်းမြို့ကိုခီးဆက်ခဲ့ပါတယ်19ဒေါ်လာပေးရပြီးတော့ဒီလိုအိတ်စင်နဲ့ကားပါအခုပဲဖနန်းပေုံရောက်ပါတယ်အခုတော့ဒါမှဒီမှာ grab ခေါ်လို့ရပါတော့เนาะကျွန်တော် grab ခေါ်ရတယ် တော့ဟိုတယ်ကိုသွားလိုက်ပါဦးမယ်မနက်စောစောဟိုတယ်မှာအထုတ်တွေထားပြီးတော့မနက်စာစာကိုလိုက်ရှာခဲ့ပါတယ်။ထူးထူးခြားခြားဒီမှာလက်ဖက်ဆိုင်ပုံစံတွေရှိတယ်။ဒါနဲ့ပဲအီချာကွေးထဲကော်ဖီလေးမှတောက်လိုက်တာ3ဒေါ်လာလောက်ပေးရပါတယ်။ဒါနဲ့ပဲကျွန်တော်ဒီရဇေးတွေ tourist attraction နေရာတွေအကုန်လုံးကိုသွားကြည့်လိုက်ပါတယ်။ You can tell my feet to hit the floor. S21 Prince ကတော့ one day ဘူးကောင်းတယ်။ညဘက်ကိုတော့ကျွန်တော်9 dollar တစ်ပိုက်ကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်။ဖနမ်းမယ်မျိုးကလမ်းပေါ်မှာပဲလူစီရဲ့ shopping mall တွေစားသောက်ဆိုင်တွေမှာလူတော်တော်လေးနေပါတယ်။အဓိကဒေါ်လာ300ဆိုတော့အစည်းကြီးတယ်။သူတို့လူကယ်တွေကိုယ်တိုင်ကအိမ်မှာပဲချက်စားကြတာများပါတယ်။အဲပြီးတော့မီးရောင်တွေကထုံးမထုံးတာပါ။ မှောင်ပါတယ်အိမ်ဒီမှာမီးရကျနေလို့မှောင်တဲ့ပုံစံမျိုးကြီးဖြစ်နေပါဒီ hostel ကတော့ဗန်လန်းမြင်မြို့မှာကျွန်တော်တဲခဲ့တဲ့ hostel ပါတညအောင်5ဒေါ်လာပေးရတယ်တော်တော်လေးတန်တယ်နေရတာအရင်မှိုက်ပါတယ်ဒါနဲ့ပဲကျွန်တော် Angkor Wat ရှိရာ Siem Reap မြို့ကို ကားနဲ့ခီးဆက်ခဲ့ပါတယ်ကားကတော့30ဒေါ်လာပေးရပါတယ်ကျွန်တော်ကလီဖိုးနီးယားတပတ်မှာတော့ဗရာကာဒီပစ်မောင်းအောက်မှာ1500 ။ဒါနဲ့ပဲပထမရက်မှာတော့ကျွန်တော်ပြလိုက်တဲ့ Siamri မြို့အနှံ့ကို စပိန်ဖက်စီခဲ့ပါတယ်။ဒီမြို့ဟာတပင်းများများလူနေနေနဲ့တိတ်ကိုလာပါတယ်။ညနေဘက်တော့မိုးရီသိမ်းမေးရွာလို့ဘယ်မှမသွားဘဲနဲ့ရက်ကတည်းကပဲမိုးရီပချွေပြီးတော့လမ်းလျှောက်ခဲ့ပါတယ်။ဒါနဲ့ပဲကျွန်တော်နောက်နေ့မနေ့တော့ Angkor Wat ကိုသွားဖို့ပြင်ဆင်နေ။မနေ့ကတော့ဒီက local အစားအသောက်တွေမစားနိုင်တော့လို့7-11ကိုသွားခဲ့ပါတယ်။ မြင်တဲ့အတိုင်းပဲဆရာကြီးတစ်ပါးပေါ်လာပြီးတော့ကျွန်တော်ပို့ပေးခဲ့ရပါသေးတယ်အင်္ဂဝုတ်ကိုလဲဖို့ကလည်းဝင်ကြီးတွေရှိပါတယ်။ဒီမှာကျွန်တော်ပြပေးထားပါတယ်။စံကေ၅ကတော့တရက်ကို၁၀ဒေါ်လာပေးရတယ်။စီရတော့လိုရင်ကိုယ့်ဘာသာကိုဖြစ်ရပါတယ်။ 1လီတာကို1ဒေါ်လာပေးရပါတယ်။ဒါနဲ့ပဲကျွန်တော်ဆိုင်ကယ်လေးမောင်းရင်အန်ကောင်းဝဲရှိရာတန်းလေးကိုဖြတ်လိုက်ရပါတယ်။မနက်ခင်းက၄အီလီရဲ့ဒီတစ်ပင်လေးနဲ့ဒီငွေရာတော်လေးကိုဆက်ချလာပါတယ်။ဒါနဲ့ပဲကျွန်တော်အန်ကောဘစ်ကိုရင်ရောက်ခဲ့တယ်။ထင်တာအတက်ကိုတော်တော်လေးကြီးပါတယ်။ဒီကျောင်းဆောင်တွေမှာလမ်းလျှောက်တဲ့ခန်းစားချက်တွေအားစာမိုက်တယ်။ ါနဲ့ပဲကျွန်တော်ဒီရဒေသတစ်ခုလုံးမှာရှိတဲ့ចောင်းဆောင်မျိုးပတ်သားခဲ့တယ်။သွားတဲ့လမ်းတစ်လျှောက်ကတစ်ပင်ရင်တွေတောလမ်းတွေအရန်ဝင်မိုက်ပါတယ်။ဘယ်ဟာပုံမိုက်သွားစရာလဲဆိုတော့တမ်ပယ်တစ်ခုမှာကျွန်တော်ကြားလိုက်ရတဲ့ရိုးရချင်းတစ်ပုတ်ကကျွန်တော်အတည့်ရဲ့ခမာမျိုးရှိကိုခေါ်သွားပြနေတာပါ။ အချို့ temporary ဆိုရင်တော့အမြင့်ဆုံးအထိတက်လို့ရတယ်။တောထဲမှာ temporary လိုက်ရှာလို့ခံစားချက်မျိုးတွေရတယ်။ဒါကတော့ Cambodia နိုင်ငံသွားမယ်ဆိုရင်တော့ travel tips တွေကျွန်တော်တင်ထားလို့ရအောင်ရေးပြလိုက်ပါတယ်။အဲ့တော့အဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။